မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့အစိမ်းရောင် ရက်ဆွဲများထုဝင်တင်ကွယ်လွန်ခြင်းအမတ်တရားစာအုပ်မှာဆရာမြင့်မိုးအောင်ရေးသားသောလွတ်လပ်တက်ဆင်သောချစ်ချင်းအပြင်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကို ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Gonda Garden Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် တိတ်မကြတော့တဲ့14ရက်8လ2006ဆိုရင်ထုဝင်တဲ့ဆုံးတာနှစ်နှစ်ပြည့်ပြီ73ရက်နေ့တောက်ကြညနေစေယုံတက်ရကလေးကစိတ်ထဲမှာစိုးရိမ်နေခဲ့တာ သူရောကျွန်တော်ရော73ခန်းကိုလုံးဝမကြိုက်ကြမှမရရကိုကြီးထုထုနဲ့ငွေဆောင်ကိုလိုက်သွားပြတဲ့ Friday 73တရက်မှာကြုံခဲ့ရတဲ့ဖြစ်ရတချို့ကမမေ့စရာ အင်မာယာတီဝိုင်းရဲ့ဘေ့စ်ဂီတာသမားကိုဘိုမြင့်ရေးနေလို့မနှဲကြခဲ့ရတယ်။ပြီးခဲ့တဲ့ညကလေးကအိတ်နေတုံးသူ့ချောက်ကိုစွဲချခံခဲ့ရသေးတယ်တဲ့။နိုင်ငံသားသားတယောက်ကမနှက်ကော်ဖီတစ်ခွက်တောက်ပြီးကလေးကငားများထွက်လိုက်တာသူ့ဆက်လေးဆက်ပြတ်နေလို့ည10နာရီလောက်မှငားဖန်းတင်မောတစင်းနဲ့ပြန်ရောက်လာခဲ့ရ။စောပြန်သွားတဲ့ကိုမိဘတို့လည်းကားပြတ်လို့ဒလမှာတညအိတ်လိုက်ရ။သူနဲ့ကျွန်တော်နဲ့ကတော့လူသေးကောင်းတွေပါတဲ့၆ချားစရာအိမ်မက်တွေခဏခဏမှန်း ကိုရွှေနဲ့ကျွန်တော်လဲညဘက်အရေးစီးလို့ဖះစာတွေရွရရနဲ့ဒါပေမဲ့နောက်တည့်ရပြန်လာခဲ့တဲ့အချိန်လေးကတော့ဘဝမှာပျော်ရွှင်ကြည်နူးစေရပါကားပေါ်မှာမြန်မာပလွေတန်ကြားလို့ကြည်လိုက်တော့တဘာဝတောတောင်တွေကို ငေးကြည့်ရင်စိတ်လိုလက်ရမှုန့်နေတာသူပြီးတော့ကိုကြီးထုတ်ရဲ့ကိုမမောင်လွင်ရယ်နဲ့မြန်မာဂီတအကြောင်းတွေစိတ်ပါလက်ပါပြောပြခဲ့ကြကျွန်တော်သတိထားမိတာကသူနောက်ဆုံး album တွင်းမဲ့သချင်းတွေမှာအဲ့ဒီလူသုံးနေတဲ့တဘာဝတူရီယာတွေကိုအဓိကသုံးကျင်ခဲ့ပုံပါ။ နိုင်ငံသားကပြောင်းလာတိုင်းလဲပလွေမျိုးမျိုးဟာမိုနီကပုံသဏ္ဍာန်လေးတွေကီတာသေးသေးလေးတွေဝယ်လာပြီးတီးလိုက်မှုတ်လိုက်လေ့ကျင့်လိုက်အဲ့မကြခင်မှာတော့သူ့စိတ်ကို ရိပ်စားမိလာခဲ့ပါတယ်။တကယ်ဆိုသူဟာနိပညာတိုးတက်မှုအရာပြောင်းလဲပေါ်ပေါက်လာတဲ့ကွန်ပျူတာပရိုဂရမ်မျိုးစစ်ကိုအခြားသူတွေလေ့လာလိုက်စားတာအားပေးနှစ်သက်တဲ့လူတစ်ယောက်ပါ။ သူကိုယ်တိုင်လည်းမြန်မာပြည်ရဲ့ပထမဆုံးကွန်ပျူတာ music programming လက်ရာအနေနဲ့မြို့ပြလက်ရောင်တန်ချင်းဆိုတဲ့ album တစ်ချက်ကိုမျက်မျက်နှိုးနှိုးနဲ့ဖန်တီးခဲ့သူပါ ဒီချိန်မှာတော့အားလုံးကဒီပေါ်မှာပဲအဓိကအားကိုးနေကြတော့သူတစုံတစ်ခုကိုစိုးရိမ်သွားပုံရပါတယ်။တူရိယာတန်အားလုံးကိုကွန်ပျူတာထဲမှာဖန်တီးနေရတော့တူရိယာအစ်စ်တွေတူရိယာအစ်စ်တိခတ်မှုပညာတွေတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားမှသူစိုးရိမ်နေခဲ့ပုံပါပဲ။ဒါကြောင့်သူနောက်ထပ်သွင်းမဲ့အယ်လ်ဘမ်ကိုအဲ့လိုတူရိယာအစ်စ်တွေနဲ့ဖန်တီးကြည့်ဖို့သူဆုံးဖြတ်လိုက်တာပါပဲ။ လက်ရှိခေတ်ကာလထဲမှာအလုပ်ဖြစ်နေတဲ့စီးပွားဖြစ်နေတဲ့ခေတ်စားနေတဲ့အရာတွေကိုအစင်းသင့်လက်ခံပြီးအောင်မြင်မှုရအောင်လုပ်ဖို့ထက်တိန်ကောပြက်ွယ်သွားနိုင်တဲ့အခြားသူတွေလှည့်မကြည့်လို့နစ်နာဆုံးရှုံးသွားနိုင်တဲ့ဂီတလောကရဲ့ကွက်လက်တွေကိုပင်ပန်းဆင်းရဲခံပြီးဖြည့်ဆွက်ချင်တာသူ့ရဲ့ဂီတပေါ်စစ်မှန်တဲ့ချစ်မြတ်လို့ခြင်းပါအဆိုတော်တယောက်အဖြစ်လွယ်လွယ်နဲ့ပတ်ဆိုင်ရမယ်စင်မြင့်ဖြိုပွေဝဲတွေကိုလည်းအမြဲတမ်းလိုလိုညှင်းပယ်နေခဲ့ပြီးစင်နောက်ကနေမထင်မရှားနဲ့ဘုံလေးတိလိုက်ပလွေလေးမှုန့်လိုက် လိုအပ်တာကိုဖြည့်ဆွန်းပေးခြင်းစိတ်အပြည့်အဝရှိတဲ့သူပါကိရလောကရဲ့အိမ်ဦးကမှထိုင်ပြီးစတိုင်ကြကြတဲ့နေဖို့ထက်မိဖို့ကြောင့်တွေနောက်ခွေးကနေမှလိုအပ်နေတာတွေကိုလိုက်ရှာဖွဲ့ပြီးတာဝန်ယူလုပ်ကင်ခြင်းတဲ့သူတယောက်ပါဂီတဆိုတဲ့အိမ်တစ်ခုကိုစစ်စစ်မှန်မှန်ချစ်မြတ်လို့ခဲ့တော့အဲ့ဒီကနေအကျိုးအမြတ်တစုံတရာရဖို့ထက်တက်ရက်လာတဲ့ဂီတအင်္ဂလိပ်ဖြစ်ဖို့လိုအပ်တဲ့ထောင်းကနေလွတ်လပ်တန့်စင်တဲ့စိတ်ထားနဲ့အသက်ရှင်နေထိုင်သွားခဲ့သူပါ ဝေဆောင်ခီးကအပြန်ပူကြီးပျော်ရွှင်စရာကောင်းခဲ့တာကတော့ပတိမာကျွန်တော်ရဲ့သူရဲ့ကိုရွှေရဲ့စင်းကြံဖြစ်ခဲ့ကြတာပါပဲ။ ပတင်ကိုသူကတိတ်ပြီးသဘောကျပါတယ်အကြောင်းကတော့ရိုးရိုးမြို့ကလေးဖြစ်နေလို့ပါပဲခီးလန်းဆုံးမြို့ဆိုတော့စီးဝါးရေးလည်းတိတ်မထွန်းကားဘူးခင်းတဲ့အမီလည်းလှင်းလင်းမြန်မြန်လိုက်ပြီးမပြောင်းလဲနိုင်ဘူးမြို့သူမြို့သားတွေကလည်းအေးအေးဆေးဆေးပါပဲအရေးတကြီးအလို့တကြီးလောက်ကင်ကြတွေလည်းရန်ကုန်မြို့ကြီးမှာလို့ပါမတိတ်မရှိလာဘူးအေးအေးဆေးဆေးပြင်းပြင်းကြီးနေလို့ရလို့ကျွန်တော်တို့ကချစ်မြတ်လို့ရတဲ့မြို့ကလေးပါ ကျွန်တော်တို့တက်ခဲ့မှုတဲ့ကော်လေဖက်လျှောက်သွားကြညဘက်ကန်30ကန်လဲကတရားပေါ်မှာပက်လက်လန်အိပ်ပြီးကောင်းငင်ကိုကြည့်ကြကိုရွှေကတော့ကျွန်တော်တို့ရဲ့မြို့လေးဟာကောင်းငင်ရဲ့ကျယ်ရည်နဲ့နည်းနည်းပိုပြီးနီးသလိုပဲလို့မှတ်ချက်ချတယ်ကျွန်တော်တို့ရည်ကြသေးတယ်ဒီနေရာကိုလွှမ်းဆွမိရတဲ့အဓိကအကြောင်းကတော့ဒီမှာကျွန်တော်တို့ရှင်သင်ခဲ့ခြင်းလေးတွေဟာလွတ်လပ်တန့်စင်မှုအပြည့်အဝရခဲ့ကြလို့ပါပဲ။ကြပြားတွေရေးမယ်၊တချင်းတွေရေးမယ်၊ဘသူအကြိုက်လဲလိုက်เสียမှမလို့ပဲ။ ဝေးကြီးကြောင့်ပဲဖြစ်ဖြစ်အောင်မြင်ကြောကြောက်မှုတွေပဲဖြစ်ဖြစ်ဘာရော်စားမှမရှိခဲ့တဲ့တကယ့်ချစ်မြတ်လို့စရာအတိတ်ကာလလေးတွေကိုသူရောကျွန်တော်ရောအဲ့ဒီမျိုးလေးမှာပိုင်ဆိုင်ခဲ့မှုကြကြောင့်ဘဝဟာပုံပြီးကျဉ်းနှက်နှစ်သိမ့်စရာဖြစ်ခဲ့ရတယ်လို့ထင်ပါတယ်အဲ့ဒီနောက်တော့ထုံးစံတိုင်းရန်ကုန်မြို့တော်ကြီးရဲ့စိုက်ရမ်းတရားထဲမှာဝက်ဦးစားမူလီစားတွေဖြစ်နေကျွန်တော်တို့တွေပြန်လှုပ်ရှားလဲပတ်မြဲဖြစ်ခဲ့ရပြန်ပါတယ်။သူနဲ့လည်းကျွန်တော်မတွေ့တာတော်တော်ကြာသွားခဲ့ပါတယ်။ ခဏတပြုတ်တွေ့တဲ့အချိန်မှာတော့သူ့ကျန်းမာရေးကိုနည်းနည်းသတိထားမိလိုက်ပါတယ်။သူကတော့ထုံးစံတိုင်းခေါင်းမာမာနဲ့စေကမသွားဘူး။ပတ်စံရမယ့်အလွယ်တကူကိစ္စတွေကိုလည်းခေါင်းမာမာနဲ့ညှင်းပယ်မြင်။ကျွန်တော်ကတော့စိတ်ညစ်တဲ့သားညှိနေတယ်။အဲ့ဒီအရှုပ်ထွေးတွေကြားထဲမှာပဲခေါင်းမဖော်နိုင်အောင်အလုပ်များစေ။ဒီနေ့မှာတော့ပသိန်ကိုသူတယောက်တည်းပြန်သွားတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။ဒါသူ့ရဲ့ဘဝမှာနောက်ဆုံးချိန်ပသိန်ကိုပြန်ခွင့်ရခြင်းမှာပဲ။ သူဆုံးမိအတော်ကြာမှပဲအဲ့ဒီပသိန်ကိုနောက်ဆုံးတစ်ခေါက်သူရောက်ခဲ့တော့ကအကြောင်းတွေကိုသူ့တငယ်ချင်းတွေစီကပြန်သိလိုက်ရပါတယ်။ညအုပ်ပိုင်းမှာတော့ဘီယာဆိုင်မှာတငယ်ချင်းတွေနဲ့စတော့စကားပြောပြီးညနေပိုင်းမှာသူတယောက်တည်းတငယ်ချင်းတွေစီကနေထွက်သွားခဲ့တယ်။နောက်မှပြန်သိရတာကပသိန်ကောလိပ်အဆောင်တွေနားကတာလမ်းမကြီးစီသူလျှောက်သွားခဲ့တယ်။သူကျောင်းတက်တုန်းကသွားခဲ့ဘူးတဲ့လဖေးရိုင်းအရက်ဆိုင်တွေရှိတဲ့သူညဘတ်တငယ်ချင်းတွေနဲ့ဂီတာတီးခဲ့ဘူးတဲ့နေရာတွေပေါ့ အဆောင်တွေရှိတဲ့လမ်းဘေးတွေနားမှာတော့ဂီတာဝိုင်းလေးတွေအများကြီးရှိနေသေးပါပဲသူကတော့အဲ့ဒီညမောင်ထဲမှာရှောက်သွားရင်ဂီတာဝိုင်းကလေးတွေမှာရောထိုင်တချင်းတစ်ပုတ်လောက်ဆိုဝင်တောင်းပြီးဂီတာတီးတချင်းဆိုလိုက်နောက်တဝိုင်းရောက်တစ်ခါဆိုလိုက်တီးလိုက်နဲ့တညလုံးအချိန်ကုန်သွားခဲ့ပါတယ်အရင်တုန်းကဘွားလေးကိုပြန်ရသွားပြီလို့များမူးမူးနဲ့သူကျင်းနဲ့သွားသေးသလားဒါမှမဟုတ်သူလွတ်လပ်တန့်စင်စွာချစ်မြတ်နိုးခဲ့တဲ့ဂီတနဲ့ကဘာမျိုးကိုလွတ်လပ်တန့်စင်စွာနောက်ဆုံးနှုတ်ဆက်သွားတာများလား အဲ့ဒီညလေးကကျွန်တော်တို့ကို ပြောပြသွားခဲ့ပါတယ်မြင်မိုးအောင် Cherry Magazine ဩဂုတ်2006ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင် ကျွန်တော်တို့ရဲ့ Counter Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်စုံတွေ့ပါရစေရှင်